ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်နဲ့အရှေ့ပိုင်းခရိုင်အတွင်းမှာကြုံနေရတဲ့လူအခွင့်အရေးသဘာဝပတ်ဝန်းကျင်နဲ့မူရစ်ဆေးဝါးပြဿနာတွေကိုအစိုးရထံတင်ပြနိုင်ဖို့ခရိုင်နှစ်ခုကလူငယ်တွေပေါင်းပြီးဖိုရမ်တစ်ခုကျင်းပနေပါတယ်ဒီသတင်းကိုတော့ဦးစီသူစေကပေးပို့ထားပါတယ်ရှင်ဇူလ9ရက်နေ့မနက်9:00နာရီကစပြီးဖန်တီးရမှာရန်ကုန်ဒေသကြီးတောင်ပိုင်းခရိုင်နဲ့ရှေ့ပိုင်းခရိုင်ကလူငယ်တွေပေါင်းပြီးဖိုရမ်တစ်ခုကိုကျင်းပပြုလုပ်ခဲ့ပါတယ်ဒီဖိုရမ်ကိုတောင်ပိုင်းခရိုင်နဲ့ရှေ့ပိုင်းခရိုင်မှာရှိတဲ့လူငယ်တွေအဖွဲ့တွေပေါင်းပြီးပြုလုပ်ကြတာဖြစ်ပါတယ် ။အာကျွန်တော်ပြောရရင်ကျွန်တော်လူကြီးလူခဲ့ကြီးရမှာလားကျွန်တော်တို့ဆွေးနေတဲ့ဆိုလဲကျွန်တော်တို့ကအားသွားပြလူခဲ့ကြီးရမှာလားကြောင်းကျွန်တော်တို့မသိရှိသေးဘူးဗောနော်မသိလူခဲ့တော်တော်များမသိရှိသေးဘူးမသိရှိသေးရတော့ကျွန်တော်တို့က information ပေးတယ်အခုလက်ရှိဘယ်လိုအခြေအနေမျိုးရနေပြီဆိုတော့ကျွန်တော်တို့ပြောပြတယ်အဲ့ဒါကျွန်တော်မေကွန်းလေးအဖြစ်လေးနဲ့တို့တို့ပေါ့တို့ရဲ့အမြင်ပြန်ယူရယ်ပေါ့အဲ့ပြောတဲ့ခေါင်းစဉ်လေးကူကြတို့ကိုယ်တိုင်ကျွန်တော်ဆွေးနေပြတို့ statement ထုတ်မှာဒီ forum မှာလူငယ်80လောက်တက်ရောက်ခဲ့ကြပြီးတောင်ပိုင်းခေနဲ့ရှီပိုင်းခေမှာကြုံရတဲ့ငြိမ်းချမ်းရေးလူ့ခွင့်ရင်းနဲ့ဒီမိုကရေစီတဘာဝပောင်ခြင်းနဲ့မွေးစေဝပြဿနာတွေကိုဆွေးနွေးခဲ့ကြပါတယ် ဟုတ်ဒီဖိုရန်ရတဲ့အချက်လက်တွေကိုကျွန်တော်တို့ကဒီရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ပေါ့နော်ကျွန်တော်ထိတ်ဆက်ပြီးတော့ဒီလူငယ်တွေခန်းစားနေရတဲ့ပြဿနာတွေကိုကျွန်တော်တင်ပြအောင်ပါဖြစ်ပါတယ်နောက်တစ်ခါကျဒီအချက်လက်တွေကိုကျွန်တော်တို့ကြာပြီးတော့ဒီရန်ကုန်တိုင်းမှာခန်းစားနေရတဲ့လူငယ်ရဲ့ပြဿနာပေါ့နော်ပြဿနာတွေကိုကျွန်တော်တို့ UDP မှာလူငယ်ဖိုရန်2016ကိုကျွန်တော်တိုက်ဆောင်အောင်ပါဖြစ်ပါတယ်ဒီဆွေးနွေးပွဲအပြီးမှာတော့ကိုယ်စားလှယ်6ဦးရွေးချယ်ပြီးရန်ကုန်တောင်ပိုင်းခရိုင်နဲ့ရှေးပိုင်းခရိုင်ကလူငယ်တွေကိုစား2016လူငယ်ဖိုရန်မှာတင်ပြဆွေးနွေးတော့ကြမှာဖြစ်ပါတယ် အဲ့ဒီ2016လူငယ်ဖိုရမ်ကိုဂျွန်လ17ရက်နေ့ကနေ17ရက်နေ့ထိမော်ရမြို့မှာကျင်းပပြုလုပ်မှာဖြစ်ပြီးအဲ့ဒီကရလာတဲ့သဘောတူညီတဲ့အချက်လက်တွေကိုအစိုးရတန်းတင်ပြသွားကြမှာဖြစ်ပါတယ်ကျွန်တော်စီသူစရပါ